profile ပုံကနေတဆင်လူတယောက်ရဲ့စိတ်နေတဘောထားဘလို့ရှိလဲဆိုတာကိုကြည့်ကြရအောင်လူတယောက်ရဲ့အပြူမူတွေသူ့ရဲ့ဝတ်စားစင်မှုတွေအဲ့ဒါတွေကသူ့ရဲ့အတွင်းစိတ်ကိုထင်ဟပ်နေတယ်ပေါ့နော်အလားတူပဲလူတယောက်ရဲ့ profile ပုံကလည်းလူတယောက်ရဲ့အတွင်းစိတ်ကိုထင်ဟပ်နေတယ်ဒီနေ့တော့လူတယောက်ရဲ့ profile ပုံကနေတဆင်သူ့ရဲ့အတွင်းစိတ်ကဘလို့ရှိလဲဆိုတာကိုရေပူရအဖြစ်ကိုခန့်မှန်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့လူတယောက်ကသူ့ရဲ့ profile ပုံကိုသူ့ရဲ့ selfie ပုံပေါ့နော်သူ့ရဲ့ရုပ်ပုံကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံနဲ့အာတုံးထားတယ်ဆိုလို့ရှင်တော့ဒီလူကတခြားလူနဲ့ဆက်တွေ့မှုပြုလို့တယ်တူကိုတူဖော်ပြလို့တယ်သူ့ရဲ့ရုပ်ရည်အပေါ်မှာလည်းတူကိုတူယုံကြည်မှုရှိတယ်ဆိုတာကိုပြတ်တာနေတာပေါ့နော်အာတစ်ဖက်မှာလည်းကိုယ့်ပုံကိုပဲအရန်အသားပေးပြီးတော့ဖော်ပြနေတဲ့အချိန်မှာတော့ကိုကိုကိုတဘောကြတဲ့စိတ်တွေပြီးလို့ရှင်တော့ကိုကိုကိုပဲအလေးထားတယ်ကိုကိုကိုပဲစင်တာ ထားတဲ့ဆိုတော့အဲ့လိုမျိုး information လေးကိုလည်းဖော်ပြနေရပါတော့။တကယ်လို့တုံးထားတဲ့ profile ပုံကကိုယ့်ရဲ့ရုပ်ပုံတော့ဟုတ်တယ်။ကိုယ့်ရဲ့ရုပ်ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်။တစ်ဖက်မှာလည်းတခြားရှုပ်ခင်းပုံလေးတွေပါတယ်ပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှင်တော့ကိုကနှွေးထွေးတယ်၊လက်ခံပေးနိုင်စွမ်းရှိတယ်၊တခြားလူအတွက်လည်းစဉ်းစားပေးနိုင်တယ်။အာကိုကိုကိုအရန်စင်တာမထားဘူးဆိုတော့အာ information လေးတွေကိုဖော်ပြနေရပါတော့။အာတကယ်လို့ကိုတုံးတဲ့ profile ပုံက ိုယ့်ရဲ့မျက်နာကိုတီချမမြင်ရဘူးကိုယ့်ရဲ့မျက်နာပေါ့နော်တဝက်လောက်အုပ်ထားတယ်မျက်မှန်အကြီးတက်ထားတယ်မက်စထရီတက်ထားတယ်အုပ်ထုပ်တွေအရန်ဆောင်ထားတယ်ပေါ့နော်ဒါမှမဟုတ်နောက်ကျောကိုပဲပေါ်ပြနေရဲဆိုလို့ရှင်တော့ဒီလို profile ပုံမျိုးကိုတုံးထားတဲ့လူတွေကသူတို့မှာကဘလို့ဖြစ်နေလဲဆိုလို့ရှင်တော့ တခြားလူနဲ့လည်းဆက်တွယ်မှုပြုလုပ်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူကိုသူတို့ပေါ့နော်အရန်ယုံကြည်မှုမရှိဘူး confident မရှိဘူးဆိုတာကိုဖော်ပြနေရပေါ့နော်။သူတို့ကိုသူတို့ချပြလိုတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအာရှယုံမှုတွေကြောင်းယုံမှုတွေတငယ်မှုတွေအစရှိတဲ့ဖြစ်ပေါ့နော်။တခြားလူကိုညှက်ဝက်တယ်ဆိုတော့အဲ့ဒီစိတ်ခံစားချက်ကိုပေးနေရပေါ့နော်။အဲ့တော့ဒီလိုလူမျိုးတွေက အာရေဘူးရအဖြစ်တမန်အဖြစ်ဆိုလို့ရှင်တော့ဘလို့ဖြစ်နေတက်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာမှာထိလွယ်ရှလွယ်တဲ့လူတွေဖြစ်နေတတ်တယ်။အဲ့တော့ဒီလိုလူမျိုးနဲ့ဆက်ဆံတဲ့အချိန်မှာဆိုလို့ရှင်တော့ကိုကတတိထားဖို့လိုတယ်။ကိုအမတ်မထင်မနဲ့ပြောလိုက်တဲ့စကားတွေအပြုမှုတွေကသူတို့ကိုထိခိုက်နာကျင်စေတဲ့အပြုမှုတွေအပြောဆိုတွေဖြစ်နေတတ်တယ်ပေါ့နော်။အဲအဲ့တော့ကိုကိုရဲ့ profile ပုံကလေကိုကဘလို့ lifestyle မျိုးကိုတဘောကျတယ်ဆိုတော့ကိုလည်းဖော်ပြ อ่านี่อ่าพบญาปีနိုင်ငံပေါ့เนาะတကယ်လို့လူတယောက်ကသူ့ရဲ့ profile ပုံကခန်းချေမှာတွားလက်ပတ်နေတဲ့ပုံခုံဆွနေတဲ့ပုံအဲသူတို့ ာ profile ပုံမျိုးကိုတုံးထားရဲဆိုလို့ရှင်တော့အော်ဒီလိုလူကဒီလိုလွတ်လပ်တဲ့ lifestyle မျိုးကိုတဘောကြရတယ်ဆိုတာကိုကိုတိလို့ရတယ်ပေါ့နော်ချိလို့ရတယ်ပေါ့နော်တကယ်လုံးအာ profile ပုံကဘာမှတော့ထိုင်နေတဲ့ white ခွက်လေးကိုကင်ထားပြီးတော့အဲ့လိုမျိုးအာပုံကို profile ပုံအနေနဲ့တုံးထားရဲဆိုလို့ရှင်တော့ကိုကဒီလိုအေးဆေးရှိတဲ့ပုံအပုံစံမျိုးကိုတဘောကြရတယ်ဒီလို lifestyle မျိုးကိုတဘောကြရတယ်ဆိုပြီးတော့ဖော်ပြနေတာပေါ့နော်အာအဲ့တော့တကယ်လို့ကိုယ့်ရဲ့ profile ပုံကလူပုံကိုတုံးထားတာမဟုတ်ဘူး ကိုယ့်ရဲ့အိမ်မွေးတရိတ်ဆန်ရဲ့ပုံကိုတုံးထားတယ်ဆိုလို့ရှင်တော့ဘလို့ဖြစ်နေလဲဆိုတော့ဒါကဒီလိုလူမျိုးတွေကအများအဖြစ်ဆိုလို့ရှင်တော့လူမှုဆက်ဆံရေးကိုအလောက်ထိသဘောမချဘူးကိုယ့်ဟာကိုယ်တီးတက်နေရတာကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်အာတစ်ဖက်မှာလည်းဘလို့ဖြစ်နေလဲဆိုတော့တို့ရဲ့အာအင်မွေးတရိဆန်ကိုတို့ကချစ်တယ်အာတို့ချစ်တာကိုတို့ကတခြားလူလဲတို့ရဲ့အင်မွေးတရိဆန်ကိုချစ်စီခြင်းနဲ့အတွက်ကြောင့်မလို့ profile ပုံကိုတုံးထားတယ်ပေါ့နော်ဒီချိန်မှာဆိုလို့ရှင်တော့တို့ရဲ့အတွင်းစိတ်မှာရှိနေတယ်အာ ဒီလူချင်းမှုကိုသူတို့ကပေါ်ပြနေတာပေါ့နော်သူတို့ကလည်းအာဒီအိမ်မွေးတရိဆန်လိုမျိုးပဲချစ်ဖို့ကောင်းတယ်လိန်မာတယ်အာအဲ့လိုမျိုးဆိုတဲ့ဟာကိုပေါ်ပြနေတဲ့တစ်ဖက်မှာလည်းအာတခြားလူရဲ့ဂယုစိုက်ခံမှုတွေအချစ်ခံမှုတွေကိုလိုချင်တယ်ဆိုတော့အာအချက်လက်လေးလေးတွေကိုပေါ်ပြနေရပေါ့နော်အာတစ်ချိန်ထဲမှာပဲအိမ်မွေးတရိဆန်ကလူတွေနဲ့တကားထဲလုံးဝမချနိုင် ဒီလိုမျိုးပေါ့နော်ဒီလိုလူမျိုးတွေမှလည်းသူတို့ရဲ့အတွင်းစိတ်မှာကပုံမပြတ်တတ်တဲ့အထီးချန်တဲ့ခံစားချက်မျိုးတွေရှိနေတတ်တယ်ပေါ့နော်တကယ်လို့ကိုသုံးတဲ့ profile ပုံကကတ်တုန်းပုံလေးတွေဖြစ်နေရဲဆိုလို့ရှင်တော့ဒီ profile ပုံမျိုးတွေကိုတုံထားတဲ့လူကသူတို့ကိုသူတို့လျှက်ဝှက်ထားခြင်းတယ်သူတို့ရဲ့ပုံစံအစစ်အမှန်ကိုအာတခြားလူမချပြခြင်းဘူးအာအဲ့လိုမျိုးပုံစံဖြစ်နေရဲပေါ့နော်အာကိုကဘလို့ဘသူလဲဆိုတာကိုတခြားလူကိုခန့်မှန်းလို့မရအောင်ပေါ့နော်လောက်ထား အားတဲ့ဆိုတဲ့သဘောမျိုးချရောက်နေတယ်ပေါ့နော်။အဲ့တော့ဒီလိုလူမျိုးတွေကအများအဖြစ်ဆိုလို့ရှင်တော့ကိုကိုကိုကာကွယ်လွန်အားကြီးနေတတ်တယ်ပေါ့နော်။အဲတကယ်လို့ကိုတုံးထားတဲ့ profile ပုံကကိုတဘောချတဲ့ character တစ်ခုခုရဲ့ပုံဖြစ်နေမယ်ကိုတဘောချတဲ့ဆက်လန်တစ်ခုခုရဲ့ character ပုံလေးတွေဖြစ်နေမယ်ဆိုလို့ရှင်တော့ဒီချိန်မှာဆိုလို့ရှင်တော့ဘာဖို့ပေါ်ပြနေလဲဆိုတော့ အာကိုကအဲ့ဒီဆက်လန်ထဲက character နဲ့စက်ကောင်နဲ့ကိုရဲ့ဘဝကတူပဲဆိုတဲ့ပုံစံမျိုးပေါ်ပြနေရပါတော့အဲ့ဒီစက်ကောင်ရဲ့စိတ်နေတဘောထောက်ကိုတဘောချလို့ပဲဖြစ်စီအဲ့ဒီစက်ကောင်ရဲ့ဂျုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကကိုနဲ့ တူနေတယ်ဆိုတာကိုဖော်ပြချင်လို့ပဲဖြစ်စီပေါ့နော်အဲအဲ့ဒီချိန်မှာဆိုလို့ရှင်တော့အဲ့လိုမျိုးကိုတဘောချတဲ့စက်ကောင်တစ်ခုခုရဲ့ပုံကိုတုံးပြီးတော့ကိုယ့်ရဲ့ profile ပုံအဖြစ်နဲ့ထားထားတက်တယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ profile ပုံကကိုတယောက်တည်းပုံမဟုတ်ဘူးအာကိုယ့်ရဲ့ဒီလက်တွဲဖော်ရဲ့ပုံတွေပါနေမယ်တခြားပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်တွေတခြားတငယ်ချင်းတွေနဲ့တွဲထားတဲ့ပုံတွေတွေဖြစ်နေရဆိုလို့ရှင်တော့ဒီလိုလူမျိုးတွေချတော့တို့ကိုတို့ရဲ့တည်ရှိမှုကတခြားလူပေါ်မှာတွားပြီးတော့မိနေတက်တယ်ပေါ့နော်တို့ကဘယ်ဘယ် ူဘဲဝါနဲ့သက်ဆိုင်တဲ့ဘဲဘဲအတင်းအဖွဲနဲ့သက်ဆိုင်တယ်ဆိုတာကိုဖော်ပြနေရပေါ့နော်အဲ့တော့ဒီလိုလူတွေကတယောက်တည်းရက်တီရတာထက်ပေါ့နော်တယောက်ယောက်နဲ့သက်ဆိုင်နေတာမျိုးကိုအဲ့လိုမျိုးဖြစ်နေတာမျိုးကိုပို့ပြီးတော့လိုချင်တယ်ဆိုတဲ့စိတ်နေသဘောထားမျိုးကိုတွေ့ရှိရတယ်ပေါ့နော်အဲ့တော့ ဒါလေးတွေကတော့တွေ့ရတာများတဲ့ profile ပုံလေးတွေကနေတဆင့်ပေါ့နော်။ကိုယ့်ရဲ့စိတ်နေတဘောထားကဘလို့ရှိနေလဲ။အဲ့ဒီလူရဲ့စိတ်နေတဘောထားကဘလို့ရှိနေလဲဆိုတော့ကိုဖော်ပြနေတာပေါ့နော်။အာအဲ့တော့ဒီအချက်လေးတွေကလူတယောက်ရဲ့ profile ပုံကိုကြည့်လိုက်တာနဲ့ဒီလူကဒီလိုမျိုးပဲဆိုတော့အာပုံတိ အာတက်မှတ်လိုက်တယ်ဆိုတာထက်ပေါ့နော်ဒါကရေဘူးရအားဖြစ်ပဲခတ်မှန်းလို့ရတာအာအဲ့ဒီလူတယောက်ရဲ့စိတ်နေတဘောထားဘလို့ရှိလဲဆိုတာသူ့ရဲ့တခြားအချက်လက်တွေလည်းထက်တွင်ပြီးရောစဉ်းစားရမှလေးတွေလည်းအများရှိရပေါ့နော်ဒါတော့ကိုက profile ပုံကိုကြည့်လိုက်တာနဲ့အော်ဒီလူကဘလို့လဲဆိုတာရေဘူးရအားဖြစ်ခတ်မှန်းလို့ရတာတော့ပဲရှိမှာပေါ့နော်အဲ့တော့ဒီနေ့ရဲ့မျက်ဝေမှုကနေအချိုးတဆုံတည်းအားရရှိသွားမယ်လို့ညွှန်လင်းပါတယ်တကယ်လို့အချိုးတဆုံတည်းအားရရှိသွားရဲ့ဆိုလို့ရှင်တော့ comment မှာ yes လို့ဖြည့်ပေးခဲ့ပါနော်တကယ်လို့မိတ်ဆွေအနေနဲ့ကအခုလိုမျိုးပေါ့ าะစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတဲ့ဆိုလို့ရှင်တော့ Marie ရဲ့ channel လေးကို subscribe လုပ်ခဲ့လိုက်ပါเนาะကဲနောက်ထပ်မျက်ဝင်မှုမှာပြန်လည်ဆုံတွေ့ကြရအောင် see you in next video bye bye